Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။နီးပြ Ruben Amorim ကတော့ Sky Sport နဲ့ interview မှာဒီ Manchester United လက်ရှိတိုင်ပတ်နေတာအဆင်မပြေဖြစ်နေတာရှုံးပွဲတွေစတိုက်ကြုံနေရတာနေနဲ့ပတ်သက်ပြီးတော့သူပြောထားတဲ့အရာတွေကျွန်တော်ရှိတယ်။ဆိုတော့ဒီထဲမှာကျွန်တော်ကိုယ်တိုင်လည်းပဲဘယ်နီးပြရဲ့လက်အောက်မှာပဲဖြစ်ဖြစ်ပေါ့နော်။ဘယ်တော့မှတူးတက်မလာတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ဟိုပြောပြောနေတာရှိတယ်ဗျာသိတယ်မလားတူးသဖြင့်ဟိုအသင်းကပေါ့နော်ဘယ်နီးပြလက်လက်ရှိနီးပြတွေလက်အောက်မှာပဲဖြစ်ဖြစ်ဒါတွေကဘလူးမန်တူးတက်မလာဘူး ကျွန်တော်တို့လက်ရှိလက်ရှိ Amorin ပြောသွားတာတွေကိုကျွန်တော်တို့ကြည့်ရင် Sky Sport ကို Amorin ကကျွန်တော်တို့ပေါ့နော်ဟိုကိုအသင်းရဲ့ဘာကကိုအသင်းအနေနဲ့ပေါ့နော်ပြိုင်ပွဲတွေကိုကျွန်တော်ရှင်ပြန်ကစားတဲ့ပုံစံတွေနော်ဒါအပြင်ဘယ်လိုပြောမလဲဒီကျွန်တော်တို့ရှုံးနေတဲ့အခါနော်ကစားမတွေစီကနေတသိန်းလုံးစီကနေပြီးတော့နော်ငါတို့ရှုံးနေရလားဆိုပြီးတော့သိရမလားဒီလုံးဝဟိုပြင်းပြင်းထန်ထန်ခံစားနေရတဲ့ပုံစံမျိုးတွေရှိမနေဘူးပေါ့နော်ဒါအပြင်ကျွန်တော်တို့အနေနဲ့ ဟိုတွင်းကိုတွေမပေးရဖို့အတွက်ကိုယ့်ရဲ့ဂိုးပေါက်ကိုကာကွယ်တဲ့ပုံစံတွေကလည်းဒါတွေဟာလုံးဝတိုးတက်ဖို့အများကြီးလိုနေသေးတဲ့အရာတွေဖြစ်တယ်ပေါ့နော်တခါတလေမှာဆိုလို့ရှိရင်တော့ဒါတွေကကွင်းတွေကပြဿနာတွေဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့လို့ပေါ့နော်ဟိုတခါတလေမှာလည်းဒါဟာကွင်းပြင်ပကပြဿနာတွေကြောင့်လည်းသူကဖြစ်နိုင်တယ်ဆိုပြီးတော့ပြောထားတယ်ဒါအပြင်ပေါ့နော်ဟိုလက်ရှိအသင်းရဲ့အခြေအနေကိုသကလုံးတစ်လုံးနဲ့ပြောပြဖို့ဟာအင်မတန်ခိုင်းလို့နေပေါ့ဘာလို့လဲဆိုတော့26ပွဲပရီးမီးယားလိမ့်မှာ တရုတ်အနေနဲ့6ပွဲပဲနိုင်ထားသေးတယ်ဆိုတာမျိုးကတော်တော်ကိုရှက်ဖို့ကောင်းတယ်ပေါ့နော်သူအနေနဲ့လည်းဒါသူတော်တော်လေးကိုအရှက်ရရတယ်ပေါ့ဗျာအာဒါအပြင်ကျွန်တော်တို့ပေါ့နော်လက်ရှိကစားနေတဲ့ပုံစံဟာအင်မတန်မှားယွင်းမှုတွေရှိနေတယ်ဆိုတာကိုပြတာပဲဆိုပြီးတော့အမ်မိုရင်ကကျွန်တော်ပြောထားတယ်ဆိုတော့နီးပြဖြစ်တဲ့ရူဘင်အမ်မိုရင်အနေနဲ့အသင်းမှာသူအချိန်အများကြီးမရဘူးဆိုတာသူသဘောပေါက်တယ်သူပြင်သူကိုယ်တိုင်အသင်းကိုရောက်လာတုန်းကလေးကအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူအမြဲတမ်းပြောတယ်အာအာတီတာလိုမျိုးသိတယ်မလားနော် ရမယ်ထင်သလားဘာညာပြောလို့ငါအမ်မိုရင်ကိုတိုင်ကသူ့အနေနဲ့မန်ချက်စတာယူနိုက်တက်မှာအာဒီဒါအချိန်ရခဲ့တယ်လို့မျိုးရမှာမဟုတ်ဘူးဆိုပြီးတော့သူပြောထားတာတွေကျွန်တော်ရှိရယ်နော်ဒါတွေကိုသူအမြဲတမ်းပြင်ဆင်ဖို့လိုတယ်ဆိုတာလေးလည်းကျွန်တော်ရှိတယ်ဆိုတော့ဒီနေရာမှာကျွန်တော်ပြောချင်တာကကျွန်တော်တို့ကိုအသင်းရဲ့ဂိုးပေါက်ကိုကာကွယ်တဲ့ပုံစံကိုအသင်းဂိုးပေါက်ကိုကာကွယ်တဲ့ပုံစံကတော်တော်လေးကိုစူးစူးဝါးဝါးဖြစ်တယ်ဒါတွေက MOD လက်အောက်မှာကျွန်တော်မဟုတ်ဘူး every တန်ခါကြီးလုံးကလည်းဒီတိုင်းပဲ origana social ရဲ့လက်ထက်တုန်းကလည်းဒီတိုင်းပဲ အရစ်တန်ကလက်အောက်ဆိုလို့ရှင်ဗျဘယ်လိုပြောမလဲဒီတပွဲကိုမင်းအချိန်20လောက်ဂိုးဘောက်ကွန်တင်မှုပေးရတယ်အချိန်20လောက်တော့ပြိုင်ဘက်ကဂိုးဘောက်ကွန်တင်မှုရတယ်အခုလက်ရှိအမ်မိုရင်လက်အောက်မှာတော့အဲ့လောက်တော့မစိုးတော့ဘူးပြိုင်ဘက်ကအချိန်20လောက်ဂိုးဘောက်ကန်နေဆိုတာမျိုးကဒါမရှိတော့ဘူးပေါ့နော်ဒါပေမဲ့လို့9ချိန်ကန်လို့6ချိန်ဂိုးဘောက်တရင်2-9လောက်ကပေးနေရတော့မယ်နောက်ကတော့ပြနေရတော့မယ်အဲဝက်ဆန်းတဲ့ပွဲဆိုလို့ချင်းကျွန်တော်ကြည့်ပါလား၉ချိန်ကန်တယ်သူတို့တွေ၅ချိန်၉ပေါက်တက်ပြီးတော့၂၉ရသွားတယ် ဆိုကိုရီဘက်မှာကအချိန်20ကျော်ကန်နေဗျာ၅ချိန်၉ပေါက်တဲ့တာပဲရှိတယ်တကူးမှကျွန်တော်မရဘူးဆိုအဲ့ဒီရှိကပွဲစဉ်တွေလည်းကျွန်တော်ကြည့်ကြည့်ပါလားဒီဘယ်လိုပြောမလဲကျွန်တော်တို့ဝူဘန်ဟန်တဲ့ပွဲစဉ်တွေတို့နော်ဘရန်ဖိုးနဲ့ပွဲစဉ်တွေတို့ပြီးလို့ရှိရင်ကျွန်တော်တို့ဂိုးပေးခဲ့ရတဲ့ဗီဘာအုံနဲ့ပထမကျောက်ဒုတိယကျောက်ပွဲစဉ်တွေတို့နော်ပထမကျောက်တော့ဂိုးမပေးရဘူးပေါ့ဗျာပြီးလို့ရှိရင်လိုင်ယွန်နဲ့ပွဲစဉ်တွေတို့ကျွန်တော်တို့တိကျကြည့်ရင်ဘူပေါက်ကန်သွင်းမှုတွေအများကြီးခွင့်မပြုပါဘူး။ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ဟိုဂိုးပေါက်တဲ့တာနှစ်ချိန်လောက်ရှိတယ်ဆိုတော့အနည်းဆုံးတကူးလောက်ကပေးနေရတာ ီနေရာမှာ ကိုအသင်းရဲ့ကစားမားတွေကိုတိုင်းကိုကအမားတွေကျူးလွန်တာတွေကျွန်တော်တို့ပါတယ်ဒါတွေကတော်တော်ဆူးတယ်ကစားမားတွေအနေနဲ့ပေါ့နော်ဘာကြောင့်လဲပေါ့သိတယ်မလားဟိုပြိုင်ဘက်ကထူးထူးခြားခြားလှုပ်เสียမလို့ဘူးဗျာဂူရဂူရဖို့မန်ချက်စတာယူနိုက်တက်မှားတဲ့အချိန်သာစောင့်သူရဲ့ပုံစံမျိုးဖြစ်နေပြီယူနိုက်တက်ကမှားလိုက်ပြီဆိုတာနဲ့အဲ့ဒီကဂိုးပဲဂိုးသမားကအားနေရင်အားနေမယ်မဟုတ်လို့ရှိရင်နောက်တန်းကမှားမယ်မဟုတ်ရင်ကိုင်းလေကမှားမယ်တရရောက်မှားပြီဆိုတာနဲ့ဂိုးကတန်းပြရတာ ပြောဆိုက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 စားမတွေကကိုကိုကိုကောင်းကောင်းကာကွယ်တဲ့ပုံစံတွေကဘလို့မှအလုပ်ဖြစ်မနေဘူး။ဒါတွေကို MOD ကတော့ကျွန်တော်ပြောထားတာပေါ့လေဒီနေရာမှာပူဆိုးတာတခုကကိုကောင်တွေကဘောလုံးတွေပါနေပြက်သွားပြီဆိုလို့ရှိရင်ဗျာအာ okay ငါတို့တော့ဂိုးပြန်မပေးရဘူးเนาะဂိုးမပေးရဘူးပြီးလို့ရှိရင်ချက်ချင်းဘောလုံးပြန်ရဖို့ကြိုးပမ်းရမယ်။နော်အာငါတို့ဘောလုံးပြက်သွားပြီဟေ့မြင်းမြင်းဆန်းဆန်းဆင်းညပြူကြကာကြကွယ်ကြဒါမျိုးတွေမရှိဘူး။ဒါကို MOD ကပြောထားတာဆိုတော့ MOD ပြောသလိုပဲ တခါတလေမှာကွင်းတွင်းကပြဿနာတွေရှိတယ်တခါတလေမှာကွင်းပြင်ပကပြဿနာတွေကြောင့်ဒါမျိုးဖြစ်နေတာတွေရှိတယ်လို့သူပြောထားတယ်ကွင်းပြင်ပဆိုတော့ထားပါတော့ဗျာကျွန်တော်ကစားမားရဲ့ mentality ဘာနေနေကျွန်တော်ဆိုင်မလားပေါ့နော် လေ့ကျင့်ကွင်းမှာဆိုလို့ရှိရင်အားနေနေတာတွေနဲ့ဆိုင်မလားဒါမှမဟုတ်ကစားမားတွေကိုကတချို့က quality နေလုံးလုံးလိုပဲလားပေါ့ထားပါတော့လက်ရှိမှာအသင်းကစားတာဘလောက်ဖြစ်ကောင်းကောင်း Andre Unana ကတိုင်ပတ်နေတော့ကိုကပေးရတာပဲနော် Unana မဟုတ်ဘူးဆိုလို့ရှိရင်တော့မှ Lindelof လို့မှားတဲ့ခါကိုဒီပေးရတာပဲ ဘာလို့လဲဆိုတော့ Lady Dog တို့ဘာလို့ဆိုတဲ့မျိုးကအရင်ချင်းရှိတဲ့ကစားသမားတွေမှာမဟုတ်တော့တာအခုချိန်ကကိုပြီးရတာပဲဆိုတော့ဝင်းပြင်းမကပြက်တနာနေဆိုလို့ရှိရင်ကစားသမားတွေကိုအပြောင်းလဲလှုပ်ဖို့လိုတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဟုတ်တယ်မလားပြီးလို့ရှိရင်လေ့ကျင့်ကွင်းတွေမှာဆိုလို့ရှိရင်ထင်တဲ့လောက်ကောင်းမနေတာလည်းကျွန်တော်ဖြစ်ကောင်းဖြစ်နိုင်တာပဲအနီးပြားဖြစ်တဲ့ MOD ကတော့သူရောက်ပြီးကလေးကပရီးမီးယားလိပွဲစဉ်26ပွဲဂိုင်တွင်နိုင်တယ် 6ပွဲကျွန်တော်တို့အနိုင်ရပြီးတော့ channel ပွဲစီနေအကုန်လုံးရှုံးရင်ရှုံးမရှုံးရင်တည်ကြတယ်ဆိုတဲ့မျိုးကတော်တော်ကိုရှက်စရာကောင်းတယ်လို့သူတော်လေးအရှက်ရတယ်လို့သူပြောသွားတယ်တကယ်လည်းပဲရှက်စရာအခြေအနေကြီးကျွန်တော်ဖြစ်နေတာဟုတ်เนาะလက်ရှိအသင်းရဲ့အဆင့်ရဲ့တည်မှုကကျွန်တော်တို့အောက်မှာဘာအသင်းမှထူးထူးခြားခြားမရှိတော့ဘူးဗျာဒါတော်တော်လေးရှက်ဖို့ကျွန်တော်တို့ကောင်းနေပါတော့ဆိုတော့အမ်ဘိုရင်ပြောသလိုပဲကိုရီအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒါဂိုးပေါက်ကိုအခုလိုမျိုးအလွယ်တကူပေးနေရတာတွေကကစားမားတွေရဲ့ quality တွေကြောင့်လို့ညီကိုတို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်